မကြီးများသေးသောတိုးတက်ခြင်းနှင့်အခြားသောမများလူတို့တော်မှာဒေါ်ကြီးဆိုးတို့ရွာတို့၃ကျမတို့တက်တွေဒေါ်တော်စိုးတို့နေတဲ့အိမ်ပေါ်ကိုည9နာရီလောက်တက်သွားကြတော့လာတာမှန်အိမ်မီးရောင်လေးမှိန်တိမ်တိမ်မှာဒေါ်တော်ကကျမ်းပေါ်သူ့မွေရာထူထူပေါ်မှာထိုင်းနေရှာတယ်။ကျမတို့လူတိုက်ကလည်းတက်လာလိုက်ကြတာအများကြီးဒေါ်တော်ကကျမလာခဲ့မယ်လို့ တင်းပို့ထားနေနာတဲ့၄ငါးရဲ့နောက်ကျမှကျမတို့ကရောက်သွားတော့သူ့မှာနေတိုင်းမျောနေရတာတဲ့ဒေါ်မလာမယ်ဆိုလို့ငါးရင်နေတိုင်းဝယ်ထားတာလဲချက်ချီစားပြရတယ်ကပလာသီးတွေဝယ်ထားတာလဲပုတ်ကုံလို့လွတ်ပြရတယ်လို့စီပြောပါတယ်ပြီးတော့မှမလေးဝမ်းသာလိုက်တာတွေ့ရသေးတယ်ဆိုပြီးငိုပါရောသူ့စိတ်တဲ့သူမသွားနိုင်တော့ဒီတသက်မတွေ့ရတော့ပါဘူးထင်ရှားမှာကို ကျမနဲ့ကိုဝင်းတင်တို့ကတော့နတ်စုခံလာကြတယ်လို့စုယူလာတဲ့ဒေါ်တော်ဘုလက်ဆောင်တွေတပုံကြီးကိုဒေါ်တော်ဘေးမှာချပြီးဒေါ်တော်လက်တွေကိုကျမကတအားဆုပ်ထားမိတယ်။သူ့မှာလည်းပြောစရာတွေတပုံကြီးရှိမှကို့မှာလည်းပြောစရာတွေပြောချင်တာတွေကတပုံကြီး။နို့ပေမဲ့တချို့ကပြောလို့ဖြစ်တာမဟုတ်ဘူး။ဒါကြောင့်အသားချင်းထိပြီးဝမ်းထဲရှိတာတွေမပြောဘဲနဲ့ဒေါ်တော်အကုန်တိလိုက်ပါတော့လို့အသားချင်းစကားပြောစီခြင်းလို့ သူ့လက်ကိုတအားဆုပ်ထားမိတာပါ။သူငိုတယ်လို့ကိုကလည်းဒေါ်တော်ကြီးဒေါ်တော်ဦးလာကြီးကမရှိတော့ဒေါ်တော်ကိုတမင်မပြောဘဲထားခဲ့ကြတာ။ခုဆိုရင်၃နှစ်ကျော်ပြီဒေါ်တော်ရဲ့လို့ပြောကြင်လိုက်တာ။နို့ပေမဲ့အောင်ဤမျိုးသိထားလိုက်ပါတယ်။သူသိရင်စိတ်ဆင်းရဲတာကလွဲလို့ဦးလာပြန်ရှင်းလာမှာမှမဟုတ်တာ။မျက်ရည်ဝဲလာတာကိုလည်းအတင်းပြန်သိမ့်လိုက်ပါတယ်။ပြီးတော့ဒေါ်တော်ရဲ့တစ်ဖက်တည်းကျန်တဲ့မျက်စိကလည်းမတန့်ရှာတော့ သူ့မိယောင်ကလည်းဝိုးတဝါမှုကျမတို့လာကြတာလေရန်ကုန်ကကိုဝင်းတင်လဲပါတယ်မန္တလေးကမောင်စောလင်လဲပါတယ်မောင်ကြီးအောင်လဲပါတယ်ကျမညီမအတင်လဲပါတယ်ကျမတာမောင်ငင်းချမ်းနဲ့သူ့သမီးလင်းလင်းလဲပါတယ်လို့ပြောတော့ကိုဝင်းတင်ကျေးဇူးရှင်ကြီးဝမ်းသာလိုက်တာအတင်တို့နေကောင်းရရဲ့လားတော်ဦးကြီးရောနေကောင်းရှာရဲ့လားကိုစောလင်လဲပါတာကိုလို့ပြောပြီးဒေါ်တော်ကတုံတုံရီရီဖြစ်နေကြပါတယ် ကျမကကဲကိုဝင်းတင်ရန်ကုန်ကဒေါ်တော့ဖို့ယူလာတဲ့ပစ္စည်းတွေလက်ကမောင်ဟောရာကဒေါ်တော့တူမကြီးကြီးကကြောလိုက်တဲ့ငွေ300ကျန်တဲ့စာဟောရာက မောင်စိန်ဝင်းကပေးလိုက်တဲ့ငွေနဲ့စာဟောရာကမောင်နေဝင်းကပေးလိုက်တဲ့လက်ဆောင်နဲ့စာဟောရာကကိုဝင်းတင်ရဲ့လက်ဆောင် ဟောရာက ကိုမြင့်ထွန်းရဲ့စာနဲ့လက်ဆောင်ဒေါ်တော့သူ့ကိုမှတ်မိတယ်ဟုတ်လားဟန်တာဝရီကမောင်မြင့်ထွန်းကိုမှတ်မိတယ်မှတ်မိတယ် ဒေါ်တော့ဘန်ကိစ္စတွေသူကြီးလုတ်ပေးနေတာလို့ဒေါ်တော်ကပြောပါတယ်။ဟောရာကဆရာဥတုခါကပေးလိုက်တာဒေါ်တော်စားဖို့ပစွန်ကြောက်တဲ့မလေးဟန်ကြလိုက်တာပစွန်ကြောက်လူချင်းနေတော့ဥတုခါကြီးရောနေကောင်းရဲ့လားလို့ဒေါ်တော်ကမေးပါတယ်။ဟောရာကဒေါ်တော်မြေမန္တလေးကမခင်ညွန်းကဒေါ်တော်စားဖို့ပေးလိုက်တာဟောရာကမောင်ကြီးအောင်ရဲ့လက်ဆောင်ဟောရာကမောင်စောလွင်ရဲ့လက်ဆောင်အမလေးစုံလို့စုံလို့ ကဲစာတွေကိုဒေါ်မာကပဲဖတ်ပြပါတော့လို့ဒေါ်တော်ကပြောလို့ပေးလိုက်တဲ့စာတွေကိုဂျမကတစောင်းစီသူ့ကိုဖတ်ပြပါတယ်ဒေါ်တော်ကတော့စိတ်လှုပ်ရှားမှုအပြည့်နဲ့နားထောင်နေရှာတာပေါ့လေသူ့မှာဝမ်းသာတရားတွေကအဆုလိုက်အပြုံလိုက် လာတိုးနေတာဟုတ်လားလက်ဆောင်တွေကအပ်လို့မကုန်သေးဘူးမန္တလေးကသတင်းတောက်တွေကပေးလိုက်တဲ့လက်ဖက်နဲ့အကြော်ဆုံးအကြီးရှိသေးတယ်ဂျမယူသွားတဲ့ဖယုံယူကလပ်ပဲเจ้า ိတ်သားပြုတ်ကျော်ပမုံနဲ့ထောဘက်ဂျယ်ရီယာဗစ်အားသေးတာလာဆက်ဝမ်ထိန်စေနဲ့ဆာလ်ဗာစီတာမိုက်မျက်စင်းရှိသေးတယ်ပြီးတော့ဟောရန်ကဆန်လာဆာဘေကဒုတိယအကြိမ်ပေးတဲ့ငွေနဲ့ထောင်လို့ကျမကအပ်တော့ကျေးဇူးပါပဲတော်မရဲ့ဒေါ်တော်ဒါလေးတွေနဲ့သာတော်လှူဒန်းနေရတာပါစားသိကလည်းကြီးတယ်စံတပီကိုခုနှစ်ချက်ပေးဝယ်စားနေရတယ်ခဲညင်သည်တစ်ပိတ်သား20ချက်တဲ့ငါးတခုပဲနည်းနည်းပေါ်တယ် ဒါကြောင့်တပိတ္တာ20ကျပ်စီပေးဝယ်စားရတာလို့ဒေါ်တော်ကပြောရှာတယ်။အဲ့ဒီညာကကျမတို့ညီအစ်မဒေါ်တော်ဘေးမှာအိတ်ကြတယ်။တခြားလူတွေအတွက်ပါဒေါ်တော်ကအိယာအိတ်ခင်းနေအားလုံးပြင်ထားရှာပါတယ်။ဒါပေမဲ့ယောက်ျားတွေကတင်းမောပေါ်ပြန်ဆင်းအိတ်ကြတယ်။မနဲ့အစောကြီးထပြီးလာခဲ့မယ်တဲ့။နောက်ပြန်တော့ဒေါ်တော်အိမ်မှာပဲမနက်စအကြော်ကောက်ငင်းမောင်းနဲ့ကော်ဖီတောက်ကြမယ်။ မနက်စထမင်းလဲဒေါ်ဒေါစီမှာပဲစားကြမယ်မနက်စထမင်းလဲဒေါ်ဒေါစီမှာပဲစားကြမယ်နေခင်းမှာပြန်မယ်လို့ဒေါ်ဒေါကို ပြောရတယ်ညတော့တညာလုံးတူဝဲကြီးစကားပြောကြတာပဲဆရာမမျိုးလွင်နဲ့ဇနီးတောင်းတောင်းကိုအရင်လိုလှတော့မယ်လားငကားတော်ဦးရောနေကောင်းရဲ့လားအိုးမန္တလေးကလူတွေအားလုံးကိုနှုတ်ဆက်လိုက်ပါနော်တဲ့ပြီးတော့မှရှင်ဦးလေးသိန်းကမစိုးရီတို့ငွေတပေါင်းကြံ့တဲ့အချိန် ကန်းနီမတ်လုံးစီပြောင်းကြမယ်ဒီငွေတသောင်းမတ်လုံးအပ်ပြီးတို့ကျွေးအထာခိုင်းမယ်ဆိုတဲ့လူခုတော့ तू ကသွားနေပြီအုပ်ဆက်ကိုဒေါ်တော်ကဒီကိုရောက်လာရတယ်ဆိုပြီးငိုပြန်ပါရောဆရာကြီးရွှေဦးတော်ကမန္တလေးအုပ်ဆက်တုတ်တံမှာဆရာကြီးမြမျိုးလွင်နဲ့အတူကိုသွင်းတကြိုထားပါတယ်1983ခုနှစ်ကဆရာကြီးအသက်84နှစ်မှာဆုံးရှာတာပါ ဒေါ်တော်ကအခု2ဒေါ်လာမှအသက်88နှစ်ပြည့်ပါပြီ။ဦးလေးသိန်းထက်အသက်ပိုးရှိပါတယ်။ဦးလေးသိန်းအနေစားရောက်ပြီးဒေါ်တော်မန္တလေးမှာ9နှစ်ဆက်ပြီးနေရှာပါသေးတယ်။နောက်တော့မျိုးရဲ့စားဝတ်နေသရိတ်တံကိုကြားရှိခံနိုင်မှာမဟုတ်ဘူးဆိုပြီးညမဒေါ်လုံးရှိရာ ကန်းနီကို21ရက်8လ88ရက်နေ့ကပြောင်းသွားတာပါ ကန်းနီမှာညီမဒေါ်လုံးကရွာစဉ်လိုက်ပြီး လဲရသည်နဲ့ဈေးရောက်ကြွေးပါတယ်ခုတော့ညီမတော်လုံးကလည်းကြီးရှာအိုးရှာပြီမို့ဈေးထွက်မရောက်နိုင်တော့ပါဘူးအင်းဆိုင်ကလေးသဘောမျိုးပဲရောက်တော့တယ်ဒေါ်တော်ကစာမူကားလေးတွေရတာကိုညီမသည်ပေးပြီးသားသရိပ်ဖြစ်စားပါတယ်ဒေါ်တော်အတွက်စာမူကားများကိုဒေါ်တော်ကသူမသေးခင်တော့သူပဲစားသုံးအောင်ပဲသူသေးတော့စာပေစုအဖြစ်သုံးညာတဲ့သူအမျိုးကိုမပေးခဲ့ဘူးတဲ့စာမူကကျမတို့စီကိုပေးကြပါ တာမူခွင့်ပြုချက်ကိုလည်းကျမတို့စီကပဲရယူကြပါလို့လွှဲထားပါတယ်။နှုတ်ပေမဲ့တချို့ကမပေးကြပဲတုံးနေပါတယ်။ဒေါ်ကြီးစိုးမုတ်စိုးမဘွားမှာသူခင်ဘုံရဲ့တာမူခွင့်ရေးနဲ့ပတ်သက်လို့ပြပြဝဝခံစားခွင့်ရှိစေခြင်းနဲ့သူခမရဘာမှလည်းလုတ်ကင်စားတောင်းနိုင်တဲ့အရွယ်မဟုတ်တဲ့အပြင်လူကလည်းကြမ်းမသေးပေမဲ့ဒေါကိတာဘဝညီမရောင်မနဲ့တူမလင်မယားကဝက်ကြီးဝဲငယ်ပြုတ်နေလို့သား အသက်ရှင်နေတာဆိုတော့ဆရာကြီးကျွေဦးတော်ရဲ့စာမှုသုံးစွဲသူတိုင်းကတရာကြည့်ပြုပေးဖို့ကောင်းပါတယ်။ဒေါ်တော်နဲ့ကျမနဲ့မန္တလေးကဒေါ်တော်မိတ်ဆွေတွေနဲ့ဆွေမျိုးတွေအကြောင်းရန်ကုန်ကမိတ်ဆွေတွေနဲ့ဆွေမျိုးတွေအကြောင်းမေးတာပြောတာစုံးနေတာပဲ။ဒေါ်တော်နဲ့မအိတ်နိုင်။မနဲ့လင်းတော့တင်မောပြန်အိတ်ကြသူတွေလည်းရောက်လာကြရောဒေါ်တော်ကကော်ဖီနဲ့ကောင်းငင်းပေါင်းနဲ့အကြော်နဲ့ကျမတို့ကိုကြွေးပါတယ်။သားတော့ပြီးတော့ ရွာထဲလျှောက်လဲကြမယ်ဈေးဝယ်ကြမယ်ပြောတော့ဒီရွာမှာဈေးမရှိပဲခေါင်းရွက်တဲ့လဲရောင်းတာကိုဝယ်ချမ်းချက်ပြုတ်စားရတာကိုအစုံအစံတင်မောဆိုင်တဲ့အချိန်ရွာကတင်မောဆင်းဝယ်တာလည်းရှိတယ်ရွာကတင်မောဆင်းဈေးရောင်းတာလည်းရှိတယ်ဒီပြင်ဈေးမရှိပါဘူးတင်မောစိတ်နဲ့ဒေါ်တော်စိုးတို့အိမ်ကလည်းတမိုင်လောက်များဝေးမလာပဲဈေးမရှိတော့ရွာကဘုန်းကြီးเจ้าကိုသွားကြမယ်လေမင်းညာကကျမတို့ကမ်းမော်တက်ခဲ့တော့ ပထမဆုံးဖျောက်ဝင်ခဲ့တဲ့ဝင်းနဲ့အိမ်ဟာကြာကြီးရွှေဦးတော်ခိုးလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကအင်္ဂလိပ်ကြောင်ဖွင့်ခဲ့တဲ့အိမ်ဆိုကိုကြာကြီးရွှေဦးတော်ဒုရီယာတိုက်ကအလုပ်ပြုတ်ပြီးညတောင်တငယ်ချင်းကိုဝင်းမော်ရှိရာကိုရောက်လာတော့ဒေါ်တော်နဲ့တွေ့ပြီးညတောင်မှာအိမ်အောင်ကြရတယ်1920ခုနှစ်ကပေါ့အိမ်အောင်ကြပြီးတနစ်နေတော့ကိုဝင်းမော်ကကန်းဒီမှာအင်္ဂလိပ်ကြောင်ဖွင့်ပြီးတစ်ကုံတဲ့တွေရဲ့သားတွေကို သာတင်ပေးပါလားလို့အကြံပေးလို့ဆရာကြီးကန်းနီလာပြီးအင်္ဂလိပ်ကျောင်းဖွင့်နေကန်းနီကများတောင်နဲ့၁၈မိုင်မဲဝေးတာကျောင်းသား၁၅ယောက်လောက်နဲ့ဖွင့်တဲ့ကျောင်းမှာခုကျမတို့ရေစိတ်ကတက်လာတော့ဖြတ်ဝင်ခဲ့တဲ့အိမ်ဟာဆရာကြီးရဲ့ကျောင်းနေရပဲတဲ့ဒီအိမ်ဟာဆရာကြီးကျွေဦးတောင်ရဲ့အင်္ဂလိပ်စာသင်ကြားရာစာသင်ကျောင်းလဲဟုတ်ရဲ့ဆရာကြီးကျွေဦးတောင်ရဲ့အပေါင်းအသင်းရောင်းရင်းမှန်သည်မြတ်ဒဲကြခိုကြချက်ပြုတ်စားတောက်သရေချတဲ့ တဲကိုရိတ်တာလဲဟုတ်ရဲ့ပေါ့ကျမတို့ဘုန်းကြီးကျောင်းကိုသွားဖို့တော်တော်နေတဲ့အင်းရှိလန်းတိုင်းအရှိဘက်ကိုရှောက်သွားကြတော့ဒီလန်းဟာရွာလေလန်းကြီးပဲဆရာကြီးမြင်းစည်းကျင့်တဲ့လမ်းပဲတည်းလေဆရာကြီးရွှေဦးတော်ကသူ့ကိုယ်တိုင် ရေးတဲ့တသက်တာမှတ်တမ်းပထမနှိမ့်ချင်းဒုတိယတွဲထဲမှာသူ့ကဏီမှာကျောင်းဆရာလုပ်နေတော့ကမြင်းမွေးပုံအဲ့ဒီမြင်းနဲ့ပြိုင်စည်းပုံစူးစမ်းပုံတွေကိုစာမျက်နှာ30လောက်နဲ့ ဝတ္ထုတို့ကောင်းကောင်းတပုံးမကရေးသွားခဲ့တယ်။ဆရာကြီးကသာရေးကောင်းလွန်းသူဆိုတော့တဲထိတ်ရင်ဖို့တွေနဲ့အလွန်စိတ်ဝင်တသာဖတ်ကြတဲ့အခန်းတခန်းပေါ့။ဆရာကြီးရွှေဦးတောင်းမှချစ်စရာကောင်းတာတခုကသူ့အားနဲ့ချက်ကို ဖွင့်လဲရေးတယ်ဖော့လည်းမရေးဘူး။တငယ်ချင်းအပေါ်မှာအညံ့မခံခြင်းနဲ့သူ့ဝါဒနာလူရည်နှိမ်မှဆိုလို့ကြောက်ရက်သားနဲ့စွန့်လောက်တာမျိုးတွေကိုဆရာကြီးကပေါ်ပေါ်ထင်ထင်နဲ့ရွှင်ရွှင်ကြီး အဲ့ဒီအခါမှာရေးပြခဲ့တာပါ။ရွာလဲလမ်းမကြီးကလည်းအရှိကြီးကိုဒီလမ်းတစ်လျှောက်ကျမတို့လျှောက်ကြရင်ဆရာကြီးရွှေဦးရောင်းလက်ကြီးကို စီလက်ချနေမဲ့ပုံမဘိန်းပြားပွဲမှာ လုံမဲ့မြင်းပြိုင်ပွဲမှာလက်ကြီးနဲ့မဘိန်းကအုံးကွန်တို့ပြိုင်တဲ့အခါနိုင်ကျင်လွန်းလို့လက်ကြီးကိုစိတ်ပညာနဲ့ပါချော့စီနေမဲ့ပုံတွေကို ပြန်ပြီးမြင်ရောက်မိတယ်။ဆရာကြီးရွှေဦးတောင်ကိုကျမတို့ကဦးလေးသိမ့်လို့ပဲခေါ်တယ်။ ဆရာကြီးနဲ့ကျမအဖေနဲ့ကကျောင်းနေပဲတငယ်ချင်းအဖေကဆရာကြီးထက်44ရက်ပဲကြီးတာဆရာကြီးနဲ့ကျမအမေနဲ့ကလည်းငယ်ကလေးကတငယ်ချင်းဆရာကြီးအဖေဦးအေရာနဲ့ကျမတို့အဘိုးဦးဖြိုးအောင်နဲ့ကဆရာတပည့်အဲ့တော့ကျမနဲ့ဆရာကြီးရွှေဦးတော်နဲ့ကဆွေမျိုးမတော်ပင်မဲ့ဆရာကြီးနဲ့တကက်ဆွေမျိုးတော်တာတွေထက်လူချင်းရင်နှီးပါတယ် ခုကန်းနီကိုလာရတော့လွန်ခဲ့တဲ့အနှစ်60ကသူ့ဘဝကိုပျော်ရစိတ်ကြောင်းလိုက်တယ်လို့ကျမပြန်ပြီးချေရခံလိုက်နေရတာပါကလားရွာတိတ်ကဘုံကြီးเจ้าကိုရောက်သွားပြန်တော့ဘုံကြီးเจ้าတိုက်ကြီးကเจ้าဝိုင်းကြီးကလည်းအကျဲကြီးတန်တန်ရှင်းရှင်းတက်တက်ရက်ရက်နဲ့เจ้าဆောင်တွေကလည်းအများကြီးเจ้าတိုင်ပုပ်ကိုကြီးတည်င်းသုံးနဲ့เจ้าမော်ကိုဆရာတော်ကြီးဖူးကြဖို့တက်သွားကြတော့ဖះသောဖះခံကြီးထဲမှာ စင်ဆွေကြီးနှစ်ခုရှက်ပြီးဖျားလှူထားတာကိုပထမဆုံးသတိပြုမိတယ်။ကန်းဒီမှာရှိတဲ့ဆရာကြီးရဲ့အင်္ဂလိပ်ကျောင်းသားတွေရဲ့အဖေတစ်ကုံတဲ့ကြီးတွေလှူခဲ့တာဖြစ်မှာပေါ့။ဆရာကြီးရွှေဦးရောင်းမိတ်ဆွေတကြီးဥညင်းလှူထားတဲ့အလှူများကိုလည်းတွေ့ရသေးတယ်။ကျောင်းတိုင်းဆရာတော်ကတော့ဒီကျောင်းမှာဆရာကြီးရွှေဦးရောင်းသင်ကန်းဝတ်သွားမှုတဲ့အကြောင်းကို ပြောပြလိုက်ပါသေးတယ်။ဟုတ်တာပေါ့။ဆရာကြီးရွှေဦးရောင်း1925ခုနှစ်က ဟန်းပေါင်တတ်တာ ကန်းနီမာလို့ရေးထားတာပဲဟာဒီเจ้าမှာပဲဖျက်ရမှာပေါ့ကန်းနီရွာအာအေယာဝရီမြကန်းနှစ်ဖူးပေါ်ကရွာမှုထင်မာရဲ့မြေကနှုံးမြေရေတက်ကလည်းစိတ်နေပြီရွာတဲ့ပေါက်တဲ့တစ်ပင်ဝါပဲမှန်သည်များက ကျမတို့စီကနဲ့လုံးဝမတူပဲတိတ်တမ်းမှထွားချိုင်းတဲ့အပင်တွေပါကလားဒေါ်တော်တို့အိမ်ဝင်းထဲကငှက်ပြောပင်ကြီးတွေဟာပြင်တောင်နှစ်ထပ်အိမ်ကြီးရဲ့ဒဇက်မိတ်ကို ထိလို့နေပါမြင်ပါတယ် ပင်လုံးကြီးတွေကလည်းတုတ်ပပိသနဲ့ဘုံကြီးကျောင်းဝိုင်းကြီးမှာတန်းဆိုင်ထားတဲ့ရွက်လာပင်ကြီးတွေဆိုရင်လည်းတပင်ကိုတကမ်းပတ်လေလောက်ကြီးထွားစီကားပါတယ်ရွက်လာပင်ဒီလောက်ကြီးတာဒီလောက်စီကားဝေစာလို့လာတာကိုမမြင်ဘူးကြလေတော့ဒီမတို့လူစုကတအံ့တော်ပဲကမ်းဒီမှာတရက်ပိန်းနဲ့ကပလာကန်းကော်ပင်တွေကအိမ်တိုင်းဝင်းတိုင်းလိုမှရှိတယ်ကိုမဲကွန်တီပင် အုံးမင်းတွေကလည်းအိမ်တိုင်းရှိတာပဲ။ ကွန်စားကြသူများတဲ့ဒီရွာမှာထုံးပဲဝယ်စားရတဲ့ပုံကွန်နဲ့ကွန်ဒီကခြံထဲရရတဲ့ပုံပဲဘုန်းကြီးကျောင်းကပြန်လာတော့မိုးတပြိုက်ခတ်သက်သက်ရွာချလိုက်တယ်မိုးတိတ်တော့အသားသက်လာတယ်ဆိုလို့ခေါ်ကြည့်ကြတယ်ဆက်သားကြောက်ရရင်မန္တလေးဝယ်သွားကျင်တာကိုအသားကဆက်သားမဟုတ်ဘူးတဲ့စိုင်သားတဲ့စိုင်ဆိုတော့မစားဘူးတာမှမဝယ်ရဲဘူးဒေါ်တော်တို့ကစိုင်သားဆိုတာတော်မဲပဲအသားကောင်းရလဲရခဲ့တဲ့ဝယ်သွားလို့ပြောတာနဲ့ စားနဲ့ထားတဲ့စိုင်းသားအစိုးရခုနှစ်ပိတ်တာပါတာအကုန်ဝယ်ခဲ့ကြတယ်စီတိုဖူးအချို့လည်းပါပါကလေးတွေ100ကို6ကျပ်သေးဆိုလို့100ဝယ်ခဲ့ကြတယ်ကန်နီပြန်လက်ဆောင်ပေးတဲ့ပစ္စည်းပေါ့စိုင်းသားကိုတော့ဒေါ်လုံးကရန်သိမ်းထက်ပြီးထက်နယ်ပေးပါတယ်မန္တလေးရောက်တော့နေလန်းလိုက် မပုတ်ဘူးတဲ့ဒီလိုအစားတောက်ဆန်းဆန်းတွေ့တဲ့အခါဆရာကြီးရွှေဦးရောင်းနဲ့တပည့်ကျော်တော်တာဆွေတို့ကိုသတိရလိုက်မိတယ်ပြီးတော့ကျမတို့လူတိုင်း မနက်စာချက်ပြုတ်နေတဲ့စီကိုစိုင်းသားမြည်ရအောင်90အသားလောက်အချက်ခိုင်းလိုက်ပါတယ်ဒေါ်တော်တို့ကြွေးတဲ့အင်းတွေကလည်းစုံလို့စိုင်းသားရင်းကလည်းချက်စားတော့ကောင်းသားပဲမညီမဟောင်းနဲ့အသားမြင့်ကနှုတ်သားပဲစားတော့ပြီးကြတော့ဒေါ်တော်ကိုအားလုံးကကြောကြနှုတ်ဆက်ကြပါတယ်ဒေါ်တော်ဒီရွာမှာရှိတာကိုသိလို့အစိုးရမမအေးတို့မနစ်ကလာပြီးငွေ90ကြော့သွားတယ်ဒီနှစ်လဲကြက်တကောင်မှာကနေတဲ့ တွန်တေးသိန်းနှံတို့အဖွဲနဲ့ပါလာတဲ့ဆန်းဆန်းရီတို့ကဒေါ်တော့ကိုငွေ90နဲ့လာကြတော့သွားကြသေးတယ်ကျမတို့လူတိုင်းကတော့ဒေါ်တော့ကြမ်းမပါသေးအောင်ကျမတို့ခုလိုပဲမကြမကြလာပြီးကြတော့နိုင်ပါသေးအောင်လို့ဆုတောင်းပြီးကန်းညီကပြန်ခဲကြပါတယ်အပြာမှာထီးချိုင်းကိုဝင်ပြီးထီးချိုင်းနတ်ဆိုးကို သွားကြတော့ဖို့တဲတော့လိုက်ပုံမဲ့ဒေါ်တော့တူသက်မဲ့မောင်ငိမ့်ဝင်းကိုခေါ်ခဲ့ကြတယ်ဆရာတော်သတင်းသုံးတဲ့တဲတော့ရွာကိုထီးချိုင်းက မြင်းလဲနဲ့နိုင်ဝက်လောက်သွားရသေးတာတဲ့ထီးချိုင်းကိုရောက်တော့မနက်ကရွာထားတဲ့မိုးကြောင့်တဲ့တော့သွားလန်းကမြင်းလဲမပေါက်တော့ဘူးဒါကြောင့်ထီးချိုင်းရွှေစည်းကုံကြောင်းမှာတရင်တုံးနဲ့ထီးချိုင်းနဲ့ဆိုရဲ့ညီတော်ဆရာတော်ဥအလောကကိုပဲဝင်ဖူးကြပြီးတဲ့တော့ဆရာတော်ကိုလူတုချစ်သမျှလူတုဥလာစာဟုတ်တအုပ်မိခင်မာရသွန်စာဟုတ်တအုပ်ဝတ်ဥကြောင်းနဲ့ဖယုံယိုများကတ်လူပေးပါလို့လျှောက်ထားပြီးပြန်ခဲ့ကြပါတယ် ဒေနာကစာအုပ်ဆိုင်တစ်ဆိုင်မှာထိကျိုက်နဲ့ဆိုရေးတဲ့ထိကျိုက်မျိုးနဲ့တမိုင်းစာအုပ်ဆိုင်ပေါ်တင်ထားတာတွေ့လို့ကျမတို့လူစုတယောက်တအုပ်စီအမတ်တရဝယ်ခဲ့ကြသေးတယ်ထိကျိုက်မှာဗရောင်းနဲ့ပြည်သူတင်မောနှစ်စီးအဆုံးအဆန်ဝင်ရထွက်ကြတာတွေ့ခဲ့ရသေးတယ်နေ့တနားီ55မိနစ်ထိကျိုက်ကဆုံခဲ့ကြတာညနေ3နာရီမှာတကောင်းမျိုးကိုရောက်ပါတယ်ဆုံတော့လေအမြန်သားပဲစံစဉ်ကတနားီပြန်မြတ် 6မိုင်ခွဲလောက်ပဲခရီးပေါက်တဲ့အစုံမှာတော့9မိုင်နှုန်းလောက်ခရီးပေါက်တဲ့တကောင်းမှတင်ပေါ်ညာအိမ်မှာမို့ကျမတို့အဖွဲလဲစိတ်ချလက်ချမျိုးပေါ်တက်လဲကြတယ်လေတကောင်းမျိုးအာမျိုးဆိုပေမဲ့ခုပြင်ဘာမှမကြီးကျယ်တော့ဘူးပေါက်တူးပေါက်ပြားကင်ပြီးတမိုင်းကို မြေကြီးတဲကပြန်ချေရကောက်နေရတဲ့ရှေးမျိုးအောင်ကြီးတကောင်းကိုတင်မောကတက်တော့ပထမဆုံးတွေ့ရတာကတကောင်းအရှင်ကြီးဖြစ်ပုံရတဲ့တကောင်းဘိုးဘိုးကြီးပုံတော့ပဲ။ ပုံတော်အားကျင်းချင်းကြက်ကြက်စမ်းနေရှာပါတယ်မြို့လက်ကောင်မှာတော့အနေရနာဘယ်အထိအလဲကောင်ကြတယ်လဲဆိုရင် တကောင်းစေးအာနတ်ကွန်းကိုပတ်ချလက်ပြီးခင်းတာတယ်နို့ပင်မဲ့ရှင်ကြီးရဲ့ရှေ့မှာပန်းလက်လက်တအိုးမှလည်းမတွေ့ရဘူးဖုံလင်းလင်းကတ်နေတဲ့အိုးဟောင်းနဲ့ပန်းကြောက်တွေပဲရှိတယ်တကောင်းမှာငကားတော်ဦးပြုပြင်ထားတဲ့ဖျားကြီးကိုလည်းသွားဖူးခဲ့ကြသေးတယ်ချွေစည်းကုန်ဖျားကြီးပါတဲ့တော်တော်သွားရပါတယ် အေယာမမြေဆိုင်ဥစေတီကြီးပါ မပြီးသေးဘူးနောက်ထပ်တခြားတကများက အုတ်တွေအတောင်သိမ်းချထားပြီးအပိတတ်ဖို့ကြိုးစားနေတဲ့ထင်ပါရဲ့အုတ်ပုံကြီးတွေထုံးပုံကြီးတွေတွေ့ခဲ့ရပါတယ်ဒီစေတီကြီးဟာမူလကညံတော်ဘလောက်များရှိခဲ့တဲ့စေတီကြီးဖြစ်မလဲမသိပါဘူးခုပြုတ်ပြင်းနေတာကမူလအတိုင်းလားခြုံထားသလားလည်းမသိဘူးခုပြင်းစင်တိဆောက်နေတဲ့အတိုင်းတော့တက်ရတာတော့မောအောင်တက်ရပါတယ်အလွန်ကြီးတဲ့စေတီကြီးပါ အရိယာပြန်တော့နေဝင်တော့မယ်ဒါကြောင့်တင်မောပြန်ပြီးဓမေစားကြတယ်တကောင်းမှာတင်မောညာရိပ်ပါတယ်မနဲ့လင်းတော့တကောင်းသေးတယ်လက်ကြည့်ဈေးဝက်ကြပြီးလပိတ်ဆိုင်ကြီးဒီဇိုင်းမှာလပိတ်ရည်တောက်ကြမုံစားကြတယ်မနဲ့9နာရီ15မှာတကောင်းကတင်မောထွက်ခဲ့တယ်တကောင်းနဲ့မန္တလေးက128မိုင်ခရီးအဆုံမှုနေချင်းရောက်ပါတယ်ညနေ6နာရီထိုးတော့ခေါဝင်စိတ်ကိုတင်မောကတ်နိုင်ပါပြီ။ တော်တော်ခေါ်နေပေမဲ့တော်တော်နဲ့မသွားပြတဲ့ကန်းကြီးခုပြင်တော်တော်လဲကြမ်းကြမ်းမာမာကျမတို့လဲကြမ်းကြမ်းမာမာနဲ့တွေးခဲ့ရပြီနောင်လဲတွေးနိုင်ပါရဲ့ဟုတ်သပယ်ယူမဂဇင်းမတ်လ1986